is Radio Free Asia. The following program is in Burmese. တော်ရရှိများမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းကအစီအစဉ်လေးစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြကြောင်းပါခင်ဗျာ။တော်ရရှိများခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းရဲ့ရန်ပုံငွေတွေကို ဧပြီလ15ရက်နေ့ကစပြီးအမေရိကန်အစိုးရကဖျက်တောက်လိုက်တဲ့အတွက်အခုချိန်မှာဝင်တဲ့အနေငယ်နဲ့သာလဲပက်နေရတာကြောင့် RFA ရဲ့သတင်းတွေကို website နဲ့လူမှုကွန်ရက်ကနေအကန့်အသတ်နဲ့ပဲတင်ပြနေတဲ့အကြောင်းအသိပေးရပါတယ်။ RFA ကိုဆက်ပြီးအားပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစတင်တင်ပြပါရစေခင်ဗျာ။မြန်မာနိုင်ငံမှာငလျင်ဘေးကြောင့်တေဆုံးသူ3000နီးပါးရှိလာပါပြီစစ်ကောင်စီရဲ့နောက်ဆုံးထုတ်ပြန်ထားချက်အရတေဆုံးသူ2900ကျော်နဲ့ဒဏ်ရာရသူ4500ကျော် ျောက်ဆုံးနေစေလူ440ကျော်ရှိတယ်လို့ဆိုပါတယ်။ငလျင်ဘေးဒဏ်အကြီးကျယ်ခံရတဲ့မြန်မာနိုင်ငံမှာစစ်မှတ်ဖြစ်ပွားမှုတွေချက်ချင်းရပ်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအာရုံစိုက်ဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဗစ်ရှော့ကတောင်းဆိုလိုက်ပါတယ်။တဘာဝဘေးဒဏ်တင်ခဲ့တဲ့ဒေသတွေမှာစစ်တပ်ကစစ်စင်ရေးတွေဆက်လုပ်နေတာဟာနောက်ထပ်အသက်ဆုံးရှုံးမှုတွေရှိလာနိုင်တဲ့အပြင်တဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးတွေကိုပါထိခိုက်စေတယ်လို့သူကပြောပါတယ်။ ဘယ်အကြမ်းဖက်မှုမဆိုသူ့အနေနဲ့ရှုတ်ချကြောင်းပြန်လည်တင့်မြတ်ရေးမှအကြမ်းဖက်မှုတွေအဆုံးသတ်ဖို့လိုအပ်ကြောင်းကိုလည်းသူကပြောပါတယ်။တပ်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကလူသားချင်းစာနာမှုအကူအညီတွေပေးရနိုင်ရေးအတွက်လမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီးအကူအညီပေးနေသူတွေကိုလည်းဘေးကင်းလုံခြုံအောင်ဆောင်ရွက်ပေးရမယ်လို့အထူးကိုယ်စားလှယ်ကပြောပါတယ်။ဒီတော့တွင်လူသားချင်းစာနာမှုအကူအညီတွေကန့်သက်ချုပ်ချယ်ခြင်းမရှိဘဲခွင့်ပြုပေးတဲ့လို့လူခွေစောင့်ကြည့်ရေးအဖွဲ့ HRW ကပြောကြားလိုက်ပါတယ်။မလ28ရက်နေ့ငလင်းလှုပ်ပြီးနောက်ပိုင်း လေကြောင်းတက်ခတ်မှုတွေနဲ့ငလျင်ဘေးဒဏ်သင့်နေရာတွေကိုသွာလာခွင့်ပိတ်ပင်ကန့်သက်တာတွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေပိုပြီးခက်ခဲစေတယ်လို့အီပီလတ်တရက်နေ့ကကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်တာပါမြန်မာနိုင်ငံအလဲပိုင်းမှာငလျင်လှုပ်ခတ်ခဲ့ပြီးအဆောက်အုံတွေပြိုကျလန်းနရတွေပျက်စီးခဲ့ပြီးအမေရိကန်ဘူမိဗေဒဆန်းစစ်လေ့လာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရတေဆုံးသူတပေါင်းနဲ့အထက်ရှိနိုင်တယ်လို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့ အရင်နီလန်းဟောင်းတွေအတိုင်းတားမြစ်ပိတ်ပင်တာတွေမလုပ်ပဲအသက်ဘေးကျောင်းရသူတွေထံအကူအညီတွေအများဆုံးပေးအပ်ဖို့လိုအပ်ကြောင်းအလူရှင်တွေအနေနဲ့အကူအညီတွေကိုစစ်တပ်အာဏာပိုင်တွေကတဆင့်ပေးအပ်မဲ့အစားဒေသခံအဖွဲ့အစည်းတွေကတဆင့်အလျင်အမြန်လွတ်လပ်စွာပေးခွင့်ပြုသင့်ကြောင်းအရှာတပြူရဲ့ကြေညာချက်မှာတိုက်တွန်းထားပါတယ်။အဒီတောက်တွက်မှာပဲညီနောင်သုံးဘွဲလို့လူသိများတဲ့အရက်ခတ်တက်တော် AA တန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ ကိုကန့်လို့လူသိများတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တပ်ဖွဲ့တွေကငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေထိထိရောက်ရောက်လုပ်ကင်နိုင်ဖို့ဆိုပြီးအပီလတ်တရက်နေ့ကဆက်လို့တလကြာအပြစ်ခတ်ရက်စဲလိုက်ကြောင်းကြေညာချက် ထုတ်ပြန်လိုက်ကြပါတယ်။ငလျင်တန်တဲ့ဒေသတွေမှာပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေစိတ်အေးလက်အေးလုပ်နိုင်ဖို့အကူအညီလိုအပ်နေတဲ့ပြည်သူတွေထံလူသားချင်းစာနာမှုအကူအညီတွေအများဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့လိုလားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့်ဧပြီလတရနေ့ကစလို့ကိုကိုကိုခုခံကာကွယ်တာကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်မှာမဟုတ်ပဲဧပြီလကုန်အထိအပြစ်ရက်လိုက်တယ်လို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းနိုင်ငံတော်ဟန်းကသူတို့ရဲ့ထိုးစစ်တွေကိုနှစ်ပတ်ကြာအထိရပ်နားထားမယ်လို့မက်လ30ရက်နေ့ကကြေညာထားပါတယ်။မြန်မာနိုင်ငံမှာလူတွေထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ ငလင်းဘေးကျုံဝချိန်မှာပဲစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာအရသားတွေနေထိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဇက်တိုက်လှုပ်ဆောင်နေစေပဲလို့ဒေသခံတွေလက်နက်ကင်တပ်ဖွဲ့တွေနဲ့စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်ရခိုင်ပြည်နယ်မြောက်ဦးနဲ့ကြောက်ဖြူမြို့နယ်မှာမက်လ31ရက်နေ့ကစစ်ကောင်စီကဂျက်တိုက်လင်းရင်နဲ့ဘုံကျဲတာအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အရသား2ဦးသေဆုံးပြီးနောက်ထပ်9ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် အရခတက်တော်အေအေထိန်ချုပ်ရမြောက်ဦးမြို့အနီးကိုမလ31ရက်နေ့ည10:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကဂျက်လင်ရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အရသားတဦးသေဆုံးသွားတယ်လို့ဒေသခံတူကပြောပါရယ်။အလားတူမလ31ရက်နေ့မနက်ပိုင်းကလည်းကြောက်ဖြူမြို့နယ်ဇင်ချောင်းဘုံပွေကြေးရွာကိုစစ်ကောင်စီရေတပ်ကလက်နက်ကြီးနဲ့၃ချက်ပစ်ခတ်ခဲ့တာကြောင့်တပ်တော်32နှစ်ဦးစင်တပါပြန်လည်တော်မူသွားခဲ့ရပြီးနောက်ထပ်ကြောင်းနိုင်စီရတော်ကိုရင်တပါအပါဝင်9ဦးတိုက်ခိုက်တံရရှိသွားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ ကရားပြည်နယ်မှာဆိုရင်လည်းဘုံကျဲတိုက်ခိုက်မှုတွေကနေ့စဉ်လိုလိုရှိနေတယ်လို့ကရင်နီအစိုးရဒုတိယကာကွယ်ရေးဝန်ကြီးခူးဒေနီယာက RFA ကိုပြောပါတယ်။အလားတူမက်လာ28ရက်နေ့နေ့လယ်ကအင်အားပြင်းငလင်လှုပ်ခတ်နေချိန်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နောင်လင်းကျေးရွာမှာလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံခဲ့ရပါတယ်။ငလင်မင်းကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကဆောက်လက်ဆအဆောက်အုံပြိုကျမှုမှာတေဆုံးသူအရေအတွက်22ဦးရှိသွားပြီလို့ထိုင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်ပါတယ်။ အဒီကနေ့မနက်ပိုင်းအတွက်ထူးခြားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲတော်ရရှင်များဘေးရန်ကင်းဝေးပြီးချမ်းမြေ့ကြပါစေခင်ဗျာဆက်လက်ပြီးမဝေမှာထုံးကတင်ပြပါလိမ့်မယ်ခင်ဗျာကျမဝေမှာထုံးပါရှင်အခုပထမဆုံးမြန်မာနိုင်ငံမှာအသက်80ကျော်ပင်မဲ့စာဝတ်နေရေးကြောင့်ကိုနိုင်ရာအလုပ်တွေကိုလုပ်ရင်းရုန်းကန်ရှင်သန်နေရသူတွေအများအပြားရှိတဲ့အထက်ကတယောက်ဖြစ်တဲ့ဦးဆန်အေးအကြောင်းကိုမက္ကမတင်ပြပါမယ်ရှင်။ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာစိုက်ကားကိုကျွမ်းကျင် ပိုင်နိုင်စွာနင်းပြီးခီးတယ်တွေကိုလိုရာခီးရအောင်ပို့ပေးနေတဲ့သူကတော့အသက်82နှစ်အရွယ်ဦးစံအေးပါစိုက်ကားနင်းတဲ့အလုပ်ကသူ့အတွက်ကျန်းမာရေးကောင်းပြီးတမာအာဇီဝကျတဲ့အလုပ်လို့ခံယူထားပါတယ်ဒါကြောင့်သူ့အသက်40ကျော်တဲ့ကစိုက်ကားနင်းပြီးဝမ်းရည်ဖြည့်ရှင်ခဲ့ပါတယ်ဒါပေမဲ့အခုတော့အသက်ကြီးလာတဲ့အတွက် ရင်လုံစိတ်ရှိတိုင်းလုပ်နိုင်ဖို့ကတော့သူ့အတွက်ခက်ခဲလာပါတယ်ဟုတ်လားမှန်ရပဲရတယ်မှန်လဲဆိုတော့မှန်မှန်လဲဆိုတော့ဟိုလိုကအဲ့လိုမဟုတ်ပါဘူးသူကအားတစ်ခါခွင့်ရခွင့်ရတင်းတင်းရရအဲ့လိုခုကစိတ်ပဲရှိတယ်အဲ့လိုမနေတော့ဘူးဒါတက်ကရရစကားတော့ပါလေဥဆန်အေးဟာတာဂီတာမြို့နယ်ရံပြေ၃ရပ်ကွက်မှာနေပြီးတော့သူ့မှာသမီးတစ်ယောက်နဲ့ကျောင်းနေအွယ်မြင်းနှစ်ယောက်ရှိပါတယ်။ဇာကမ်းမြစ်ရှိတဲ့ဆက်ဘေး သူ့အသက်20ဝန်းကျင်ကစပြီးရန်ကုန်မြို့ကချင်းမြင့်တဲ့အထက်ဆက်ယုံမှာ28နှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။အဲ့နောက်ကျမ်းမာရေးကြောင့်ဆေးပင်စင်ယူပြီးစိုက်ကားနည်းနဲ့အလုပ်ကိုပဲဆွဆွမြဲမြဲလုပ်ကင်လာတာပါ။ရေကသူစိုက်ကားနှင်းလို့ရတဲ့ငွေဟာတနေ့ကိုကျပ်နှစ်တောင်းဝန်းကျင်အထိရှိပါတယ်။အခုတော့သုံးပိုင်းစိုက်ကယ်တွေများလာတယ်လို့လူအများစုကလည်းစီးပွားရေးကျက်တဲလာတာကြောင့်စိုက်ကားစီးရတဲ့သူနည်းလာတယ်လို့သူကပြောပါတယ်။ အရင်ကစိုက်ကား20စီးရှိတဲ့သူ့ရဲ့ဂိတ်မှာအခုဆိုရင်စိုက်ကား5စီးပဲကျန်မာတော့တယ်။ဒါကြောင့်စိုက်ကားအုံနာက800ကိုဖယ်ပြီးတော့တနေ့ကို7000ကျော်ရဖို့ဥဆိုင်ရေးအတွက်ခက်ခဲလာပါတယ်။နိုင်ဝက်ရောက်တစ်ထောင်မရဘူး။တစ်ခါတစ်တိုင်းတော့မရ။တစ်ခါတစ်တိုင်းကျော်ရည်ရယ်။ကျော်ရဝယ်ယူ။ဆက်လို့မလွယ်ဘူး။ဒါအတော့လောမခံဘူး။ဒါတော့ဘာလို့လဲဆိုတော့ဒီတော့ဒီတော့မှမနေရင်ရှင်ပြန်ကျန်တဲ့လူကပိုးဆိုးတယ်။ကိုအတက်ရွယ်တယ်ဘာမှမလုပ်ကြဘူး။ ဖခင်ဖြစ်တဲ့သူကိုစိုက်ကမ်းမင်းမို့တားပေမဲ့မိသားစုစည်းပွားရေးအဆင်မပြေတာကြောင့်အနားမယူပဲအဖေကစိုက်ကားဆက်နင်းနေတာလို့ဦးဆန်အေးရဲ့သမီးဒေါ်အေးအေးတက်ကပြောပါတယ်။ "तू ကငားတဲ့လုံမဲ့တဲ့သမီးတဲ့အလုံးမလုံလို့မရဘူးတဲ့အလုံးလုံးမှာအခုချိန်မှာငားရောက်ရှိရင်ငားရောက်ထွက်လို့ရမှာတဲ့စောက်ဝက်နေအဆင်မပြေဘူးတဲ့မိုင်းကိုအဆင်မပြေတော့လေတစ်ဖက်ကနေ तू လည်းအဆင်ပြေအောင်ရားတဲ့လုပ်ခွေလုပ်လုပ်ပြီးတော့သူ့မီးလေးမုပ်ဖို့ပေးလိုတာလေးထောက်ပံ့တာပေါ့မားတို့အသက်62နှစ်အရွယ်ဦးကန်ချုံကတော့ ဥဆန်အေးတို့စိုက်ကားကိတ်မှာစိုက်ကားနင်းပါတယ်ဥဆန်အေးဟာနင်းမကောင်းချိန်မှာတော့စိုက်ကားနင်းဖို့အချိန်မှန်လာတယ်လို့သူကပြောပါတယ်မနေ့ကတော့ငါ9နာရီခွဲတော့ထွက်ပြီအဲနေကင်းဘက်ဆိုရင်တော့သူကသမင်းစားပြီးခဏလေးနားတယ်ညနေ၄နာရီကျော်တိတ်ပြီပေါ့ကိုယ်ကလူငယ်နဲ့တူတူနင်းနိုင်တော့ပါပဲဆိုကြတော့လေအသက်ကြီးတော့အာနာတော့မသိဘူးပေါ့တမအားစုကကြတဲ့တက်မွေးဝမ်းကြောက်မှုကသာတံမိုးအရှိဆုံးလို့ခံယူထားတဲ့ဥဆိုင်ကြီးကတော့ သူ့မိသားစုရဲ့စောင်းဝင်နေရေးအတွက်သူ့ရဲ့ကြံရှိနေတဲ့အချိန်တွေကိုစိုက်ကားနေပြီးတော့ကြော်ဖြတ်အောင်မယ်လို့ပြောပါတယ်ရှင်။စာအုပ်အငှားဆိုင်တွေပျောက်ကွယ်လူနီးပါးဖြစ်လာတဲ့အချိန်မှာစာအုပ်အခမဲ့ဖတ်နိုင်မှုရန်ကုန်မှာဖွင့်လှစ်ထားတဲ့ဗကြီးအိမ်ရွေရှားစာကြည့်တိုင်းအကြောင်းကိုတော့မဲ့ရင်မျိုးသူတင်ပြပါမယ်ရှင်။ဗကြီးအိမ်ရွေရှားစာကြည့်ရတာဘယ်စာအုပ်မဆိုပါတော့။ကိုပတ်တင်တဲ့စာအုပ်ကိုပြောလို့ရှိရင်ကျွန်တော်တို့ကဖတ်နိုင်အောင်ကျွန်တော်တို့ကဖန်တီးပေးပါတယ်။ အဲ့ဒီအားဖြင့်ပဲကျွန်တော်တို့ကဒီစာအုပ်တွေဝယ်လို့ရတယ်စာအုပ်တွေလည်းနှားလို့ရပါတယ်သူကတော့ပကြီးအိမ်စာပေတိုက်နဲ့အခမဲ့ရွေးရှားစာကြည့်တိုက်ပိုင်ရှင်ကိုမောင်မောင်ဆိုပါဒီရွေးရှားစာကြည့်တိုက်ကိုရန်ကုန်မြို့လှဲရန်စင်တာပထမထပ်ကလှဲရန် at space ဆိုတဲ့စာအုပ်တန်းမှာဖွင့်လှစ်ထားတာနှစ်နှစ်လောက်ရှိနေပါပြီ1990ဝင်းကျင်ကအစိုးရထူးအိမ်တင်ရဲ့အမေအိမ်တရှင်ရေပန်းစားနေခြင်းအမေဆိုတဲ့စလုံးနေရာမှာ ူဖခင်ပကြီးဆရာ ပကြီးအောင်စိုးရဲ့ပကြီးဆိုတဲ့ရှေ့စလုံးကို ဖြည့်ပြီးတော့ပကြီးအိမ်စာပေးအဲ့ဒီကနေတဆင့်ပကြီးအိမ်ရွေးရှားစာကြည့်တိုင်းဆိုပြီးတော့ဖြစ်လာခဲ့တာလို့ဆိုပါတယ်စာကြည့်တိုင်းတွေများများပေါ်လာစေဖို့ရည်ရွယ်ချက်နဲ့ပဲဒီရွေးရှားစာကြည့်တိုင်းကိုစီစဉ်ခဲ့တာလို့ကိုမောင်မောင်စိုးကပြောပါတယ်ကျွန်တော်တို့ငွေကတော့ဆောင်းငါးဆိုင်ကာလာရှိတယ်ပေါ့နော်ဟိုစာအုပ်ဝယ်ဖတ်နိုင်တယ်ငှားဖတ်လို့ရတာပေါ့ဒီဘက်နောက်ပိုင်းမှာကျတော့ဒီစာအုပ်ငှားဆိုင်တွေက ပြောက်ွယ်သူနီနီဖြစ်ခဲ့တယ်ဖြစ်တဲ့အခါကျတော့ကျွန်တော်ကအဲ့အစားပေါ့ကျွန်တော်ကဒီ library လေးတွေကျွန်တော်မြန်မာပေါ်ထွန်းမှုတွေကျွန်တော်တို့ဖန်တီးခဲ့ကြတာပေါ့ဗကြီးအိမ်အခမဲ့ရွေးရှားစာကြည့်လိုက်မှာစာအုပ်ငှားဖက်လိုတဲ့သူတိုင်းပထမဆုံးအနေနဲ့စာကြည့်လိုက်အသင်းဝင်ကပ်ပြုတ်လုပ်ပြီးတော့တစ်ချိန်ငှားရင်နှစ်ပတ်အထိငှားရန်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်အခုလိုအခမဲ့စာကြည့်လိုက်တွေပေါ်လာတာကကောင်းမွန်တဲ့အရေးတစ်ခုဖြစ်တယ်လို့စာပေဝါသနာရှင်တယောက်ဖြစ်တဲ့ ကိုကြည်အောင်စောကပြောပါတယ်ကျွန်တော်တို့လိုစာအုပ်ကြိုက်တဲ့လူတွေအတွက်တော့ဒါဟာအကောင်းဆုံးနေရာပဲပေါ့လေနော်ပြီးဒီလက်တန်းဆန္ဒမျိုးမှာခမဆက်ကြည့်ရချေတာပူကောင်းတယ်။အောင်ဆိုဒီလက်တန်းဆန္ဒလူငယ်တွေတိတ်များတယ်ကျွန်တော်တို့ဒီဘက်စာပေလောကအတွက်ကောဒီလူလူအတွက်ကောပေါ့နော်ဟိုကောင်းမွန်တဲ့ရွေးတစ်ခုပါဘူးဒီလိုစာကြည့်လိုက်တွေကိုညင်းနေကုန်ပန်းဆိုရန်စတဲ့နေရာတွေမှာလဲဖန်တီးသွားဖို့ရှိတယ်လို့လဲကိုမမောင်စိုးကပြောပါတယ်ရှင် ဘာလို့ရွေးစားစာကြည့်တိုက်လို့ပြောရလဲဆိုရင်ကျွန်တော်ကဒီနေရာနေမဟုတ်ပါဘူးဟိုစာအုပ်ဖတ်တဲ့သူကိုယ်တိုင်ကသူကသူ့မျိုးနယ်မှာသင်ပြန်ပြီးတော့မှအဲကိုယ့်ရဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေကိုကားပေးချင်လို့ရှိရင်လည်းကျွန်တော်တို့ကနေပြီးတော့မှအဲစာအုပ်50မျိုး100မျိုးသူယူနိုင်တဲ့အမောက်တစ်ခုကိုကျွန်တော်ကတလပင်းငှားပါတယ်အဲတလယူပြီးတော့မှသူ့ပေါ့ငှားငှားပြီးရတယ်တလပြင်ပြန်လာလဲအဲ့ချင်းနေနေလည်းကျွန်တော်တို့ကရန်ကုန်မြို့အနှံ့ပေါ့လေ တော့ချွတ်လွယ်နေတော့ပါတာပေါ့နေရလုံးနေနေကိုပို့ပေးတယ်ရန်ကုန်မြို့မှာလုပ်ချင်တယ်ဆိုရင်ရန်ကုန်မြို့မှာပင်နေရာပဲဖြစ်ဖြစ်လာဆက်တွေပြီးတော့ကျွန်တော်တို့ ਨੇ ပူပေါင်းသုံးဆောင်လို့ရတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်ဗျာအခုနောက်ဆုံးကဘာတဝမ်းမှာကြုံတွေ့နေရတဲ့ e-waste လို့ခေါ်တဲ့ electronic အမှိုက်ပြဿနာအကြောင်းကိုမဝင်းစံတင်ပြပါမယ်ရှင်နည်းပညာဖွံ့ဖြိုးတိုးတက်လာတဲ့ကမ္ဘာကြီးမှာလူကြီးတိုးပွားလာတဲ့အများမျက်စစ်အသုံးဆောင်ပစ္စည်းတွေလည်းပိုများလာနေပါတယ်။တစ်ချိန်တည်းမှာပဲ e-waste လို့ခေါ်တဲ့ electronic အမှိုက်ပြဿနာတွေနဲ့ကြုံတွေ့လာရပါတယ်။ e-waste ဆိုတာပါလေ electronic အမိုက်ဆိုတာအသုံးမလိုတော့လို့စွန့်ပစ်လိုက်တဲ့ကွန်ပျူတာ TV စမတ်ဖုန်း printer speaker နဲ့ battery တွေအိမ်သုံးသင့်စစ်ပစ္စည်းအဟောင်းတွေဖြစ်ပါတယ်ဒီပစ္စည်းတွေမှာပါတဲ့အစိပ်ပိုင်းမျိုးမျိုးကို plastic တွေဖန်တွေကာဗွန်ဖိုင်ဘာတွေအပြင် ပေါ်ပါးပြီးပူခံမှုရေရှည်ခံမှုတည်ကူးနဲ့ပန်လိုက်ဆွဲရင်အားကောင်းမှုအတွက်ရွှေကျင်းညီငွေစတဲ့တက်ထုမျိုးမျိုးနဲ့ပေါင်းဆက်ပြီးတော့ထုတ်ထုတ်ထားတာပါဒါအပြင် ခဲပြဒါနဲ့ ကယ်ဒမီရန်စားတဲ့အန္တရာယ်ရှိတဲ့တက်ထုတွေပါပါဝင်နိုင်တာကြောင့်စနစ်တကျမစွန့်ပြစ်ရင်ပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်ပါတယ်။ဘယ်နိုင်ငံတွေကအများဆုံးထွက်တယ်လဲ။ကုလသမဂ္ဂစီးရင်တွေအရတကဘာလုံးကစွန့်ပြစ်လိုက်တဲ့ e-waste ပမာဏဟာ2022ခုနှစ်မှာတန်ချိန်တန်ပေါင်း60ကျော်ရှိပါတယ်။နှစ်စဉ်လဲတိုးပွားလာနေတယ်လို့ဆိုပါတယ်။စနစ်တကျမစွန့်ပြစ်တဲ့အတွက် e-waste ပမာဏ15ရာခိုင်နှုန်းလောက်ကိုပဲပြန်အသုံးပြုနိုင်သေးတယ်လို့ဆိုပါတယ်။ e-waste အများဆုံးထွက်တဲ့နိုင်ငံတွေကတော့တရုတ်၊အိန္ဒိယ၊ဂျပန်၊အမေရိကန်နဲ့ဂျာမနီတို့ဖြစ်ပါတယ်။ဘာဆိုးကျိုးတွေရှိနိုင်တယ်လဲ။ခဲပြသားနဲ့ကက်ဒမီယမ်တို့လိုအဆိပ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေ e-waste တွေကိုမီးရှို့တာဟာကမ္ဘာအပေါ်ရန်မြေစီလွှာပြင်ရေဓူးနဲ့လေဓူးကိုပါညင်ညမ်းစေပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ၊အာရုံကြောထိခိုက်မှု၊ကြောက်ကဲ့နဲ့အသည်ပြဿနာ၊ကင်ဆာရောဂါပါဖြစ်နိုင်ပါတယ်။ကလေးငယ်တွေဖွံ့ဖြိုးမှုရပ်တန့်ပြီးတော့ ကိုဝင်ဆောင်တွေကိုဝင်ပြက်ကျတဲ့အခြေအနေရှိနိုင်ပါတယ်။ဒါအပြင်ဘက်ထရီအဟောင်းတွေပေါက်ကွဲပြီးမီးလောင်နိုင်ပါတယ်။အမေရိကန်နဲ့ကနေဒါနိုင်ငံကအမှိုက်သိမ်းဌာနတွေမှာ e-waste တွေကတဆင့်ပေါက်ကွဲမှုတွေကြောင့်2023ခုနှစ်အတွင်းမီးလောင်မှု383ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်မြို့ကထိမ်းပင်အမှိုက်ပုံမှာဆိုရင်လည်း2018ခုနှစ်ဧပြီလကစနေရက်ကြာအောင်မီးလောင်တဲ့အတွက်စက်မှုစုံတွေကစွန့်ပစ်လိုက်တဲ့ဓာတ်အမှိုက်တွေအပါအဝင်အမှိုက်ညော်နှံ့တွေ မိခိုးနန်းနေရဲ့ဒဏ်ကိုရန်ကုန်မြို့ကပြည်သူအများပြားခံစားခဲ့ကြရပါတယ်။ဘယ်လို recycle လုပ်ကြသလဲ။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ e-waste တွေကို recycle လို့ခေါ်တဲ့ပြန်လည်ပြုပြင်ထုတ်လုပ်ဖို့ကုန်ကြမ်းတွေအဖြစ်စနစ်တကျခွဲခြားဆွန့်ပစ်ကြပါတယ်။အဲ့ဒီနောက်စနစ်တကျအမှုန့်ကျိတ်အရေးကြိုးပြီးမှကုန်ပစ္စည်းအစ်စ်ကိုပြန်ထုတ်ကြပါတယ်။တချို့ကတော့ကိုယ်အသုံးမလိုတဲ့စက်ပစ္စည်းတွေကိုចောင်းတွေပြဟိတအဖွဲတွေကိုလှူဒန်းကြပါတယ်။ ဒါပေမဲ့ American, UK နဲ့ Italy တို့လိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း e-waste တွေကိုယာနှုန်းပြည့်မစီမံနိုင်သေးပါဘူး။ဖွံ့ဖြိုးဆဲနိုင်ငံတွေကို e-waste တွေတရားမဝင်တင်ပို့တာတွေလည်းရှိနေပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်လည်းပြန်သုံးလို့ရမယ့်ကွန်ပျူတာ၊စမတ်ဖုန်းနဲ့နှက်စစ်ပစ္စည်းအဟောင်းတွေကိုပြန်လည်ပြုပြင်ပြီးတော့ရောင်းချကြပါတယ်။တချို့နိုင်ငံတွေမှာတော့လမ်းဘေးမှာဆိုင်ခင်းပြီးဈေးပေါပေါနဲ့ပြန်ရောင်းကြပါတယ်။ RFA ရဲ့အစည်းအဝေးကိုဒီမှာပဲရန်နာပြစေ RFA ပြည်သက်တင်တဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်အတွေ့အတွေ့ကနေကင်းဝေးပါစေကြောင်းကျမတို့ RFA အဖွဲ့သူအဖွဲ့သားအားလုံးကဆုတောင်းမြတ်တာပို့လိုက်ရပါတယ်ရှင်